Hello အားလုံးပဲမင်္ဂလာပါဇေဘလုံးနေပြန်လဲကြိုးဆိုပါတယ်ဒီနေ့ကတော့ဖက်လက်ဆောင်မှာရှိတဲ့တရရနေ့ကနေ၁၀ရက်နေ့ထိကျင်းပနေတဲ့ပွဲစည်းလေးကိုတွားမှာဖြစ်ပါတယ်ပွဲစည်းမှာဘာတွေရှိမလဲဘာတွေစားမလဲဆိုတော့သိကြရင်ကျွန်တော်ဗီလေးကိုဆုံးအောင်ကြည့်သွားပေးကြပါဦးပွဲစည်းဝင်ခြင်းမှာတော့ဒီလိုမျိုးတော့ကျအရေးဆိုင်လေးတွေရှိပြီးတော့ဖနက်ဆိုင်လေးလည်းရှိပါတယ်။ဒီဖနက်ဆိုင်ဆိုရင်ဖနက်တရံကို300ဂျော်ဒန်လေးကိုသူက160နဲ့ဈေးလျှော့ပြီးရောင်းတာပေါ့ ိုင်းမတစ်ခုကောင်းတာဆိုလို့ပွဲစည်းတွေတော်တော်များများပေါ့ရက်ကြီးခါကြီးတွေဆိုလို့ promotion ချတာလို့ဈေးလျှော့တာရှိတယ်ဒီမျိုးပွဲစည်းတွေဆိုလို့ပြင်အဈေးလျှော့ပြီးရောင်းတယ်ပြီးတော့ဈေးတက်တက်အဲကြောင့်လူတွေကကြိုက်ကြတာပေါ့သူတို့ပွဲစည်းတွေကိုဖုံးကပါတယ်ဆိုလဲအရန်ဆောင်ဝီးအပြင်ကိုဈေးကလည်းတစ်ခုမှ20ပဲဆိုတော့အရန်တန်ပါတယ်အဲ့ဒါပြင်အင်ဂျီတွေအိုးစားတွေမင်းကလေးအင်ဂျီတွေရောက်ကြတဲ့အင်ဂျီတွေပြီးရင်သူတို့စတေကာတွေအစုံပဲရှိတယ်ဗျအင်ဂျီတွေဆိုလဲအရန်ကိုဈေးတန်တယ်ဗျတစ်ထည်မှတက်ရပဲဘိုးပြော်တယ်ဗျဘယ်လိုပဲပြော် ဆိုလည်းလို့ညအေးပေါင်းပြီးယောက်ျားလေးရောမိန်းကလေးညအေးပေါင်းပြီးမိန်းကလေးဆိုဘီကုတ်ဆိုင်နေပြီးရင်အင်းဆိုင်နေဆိုဗျာအရန်တက်နေဗျာဘလောက်လဲဆိုတထဲ90တို့100တို့အဟိုဘေတော့လည်းမဟုတ်ဘူးနော်ဘေတော့မဟုတ်ပဲနဲ့ဒီတိုင်းရိုးရိုးအင်းကြီးရိုးရိုးတော့မှတထဲ100တို့200တို့ရဆိုင်ဝှင်းနေလူဆိုင်ဝှင်းနေတဲ့လူတွေအတွက်လည်းဒီလိုမျိုးအရန်တက်နေအိုးဖောက်ပန်းတွေရောင်းတဲ့နေရာလေးတွေလည်းရှိပါတယ် ပွဲစည်းဟာအရင်ကြီးမဟုတ်ပေမဲ့လည်းလူရမ်းများပါတယ်ဒီဘက်ချမ်းမာတာကြီးလိုက်ရင်ဘာမှတော့မရှိပေမဲ့ဟိုဘက်ချမ်းမာတော့အစာတောက်တန်းနေဖြစ်ပြီးတော့အစာတောက်တန်းမှာလည်းတည်တဲ့အတိုင်းပဲထိုင်းတွေကအစာတောက်အရင်ကောင်းတဲ့အတွက်အစာတောက်တန်းမှာလူရမ်းများပါတယ်ထိုင်းတွေကဘမာတွေရောအကုန်ပဲအဆုံပဲလာကြပါတယ်အဲ့ဒါပြင်ခေါင်းကြီးတို့ကြိုက်ဒရမျိုးစတိတ်ရှိုးပွဲလေးလည်းရှိတော့တရန်တီကနေ10ရက်နေ့ဒီဖက်လက်ဆောင်မှာကျင်းပနေအပွဲစေးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် ကဲအားလုံးပဲအစားအသောက်တံမှာဘာတွေရှိလဲဆိုတာကျွန်တော်ရဲ့သူလိုက်ကြည့်လိုက်အောင်အစားအသောက်နဲ့ပတ်သက်ရင်ထိုင်းနေရတည်တဲ့ထိုင်မှာတက်ရှင်တက်ရတဲ့အပြင်မှာစားလို့လည်းအရင်ကောင်းပါလေမုတ်စီတဲမှာလည်းစားကြရည်အရင်ဆုံပြီးတော့အာလူကြောင်းကြော်ပြီးငားကင်းပြီးရင်မုတ်ဖတ်ထောင်းတို့ပြီးရင်တင်မော်ဒီတောင်းတို့အဆုံပါပဲထိုင်းရိုးရစားစားလေးလည်းအဆုံရှိပြီးတော့အဲထိုင်းမုတ်တွေပေါ့နော်ထိုင်းစားကြတဲ့လူတွေထိုင်းစားကြတယ်ပေါ့ပြီးတဲ့ပြုံမှာအကင်းလေးဟေးပြီးရင်သူတို့အကောင်ကြော်တွေပေါ့ပရစ်ကြော်တို့ဘာတို့ပေါ့ပြီးရင်ချက်ကြော်တို့ချက်ကင်းတို့အဆုံပါပဲဒီမှာတော့ ထိုင်းမုတ်ကြတဲ့လူဆိုရင်ထိုင်းမုတ်အစုံပဲပေါ့နော်အဲ့ဒီအဲ့ဒီမုတ်လေးဆိုရင်ရန်စာကောင်းတယ်ဗျာကွတီယိုတို့ခောက်ဆွဲကျော်တို့ကြာစံကျော်တို့အစုံပဲပြီးရင်ဂျပန်စာလေးလည်းအစုံရှိတယ်ပြီးပြီးရင်ကျွန်တော်ကြိုက်တာဗျာအဲ့ဒီဒီစတော်ဘယ်ရီဂျောင်းလေးတွေပေါ့အစုံပဲဂျောင်းဈေးတော့နည်းနည်းကြီးရဲ့ဗျာစိုင်နှစိုင်လို့ရှိတယ်တစိုင်ခွဲယူကျွန်တော်ဝယ်ခဲ့တစိုင်ကတော့ဂျင်းတစိုင်ကတော့ကောင်းတော့ပေါ့ပြီးရင်စာအစုံထောင်းတို့ကင်မှုကင်တို့အစုံပဲရှိပါမယ်ပြီးရတော့ငိုကပြနေတဲ့ကြော့ကြော့ဆိုင်တို့ပြီးရင်ဒီမုတ်လေးဆိုလည်း သူကြိုက်များတော့ဗောနော်ကျွန်တော်သွားပွဲစည်းရောက်မှဆိုရင်တော့မွေစားတင်တယ်တော့ဒါပဲဒါကတော့ဂျင်းအဲ့ကောင်တချောင်း30တဲ့လုံးဝမတန်ဘူးဤတုံတွေကမတန်ဘူးမြဲဒီဘက်ဂျန်ကစတော်ဘီရောင်းလေးတွေကတန်တော့ဗောနော်တခြားဆိုင်တွေမှာ35ပဲသူဆိုင်မှာ20ပွဲစည်းလာပြီဆိုရင်ကျွန်တော်အမြဲတမ်းစားပြစ်တာတော့ဒီငုံကင်ဗောနော် ငုံကင်ကဘယ်ပွဲစည်းရန်တော်တော်တွေ့တာနဲ့ကျွန်တော်ဝယ်စားတယ်။ယင်ငုံကင်ကတကောင်ကို35ဘတ်သူက3ကောင်ယူတရားကျွန်တော်အမြဲစားနေလဲ3ကောင်ဝယ်စားပြသူတို့ကင်တာမိုက်ရဗျအဲ့လိုမျိုးပဲလက်လက်ဆက်ဆက်ကင်ထားတယ်ပြီးတဲ့ပြင်မှာကျွတ်လေးဗျသူကင်တာအပြင်ကျွတ်ပြီးတော့ထဲသားလုံးဝစားလို့ကောင်းတော့ဗျ။ပါမုတ်ချတဲ့လူဆိုတော့ပါမုတ်လီဝယ်ပြန်သွားလို့လည်းရတယ်။ပြီးတော့20တန်းဆိုင်တွေပြီးရင်အစုံပဲရှိတယ်ဗျ20တန်းဆိုင်ကြီးမှမဟုတ်ဘူးဘယ်လိုပြောမဒီဈေးမှာတခုထူကြတာ10တန်းဆိုင်တွေရှိတယ်။ဒီ20တန်းဆိုင်ရဲ့ဒီဘက်ဘေးမှာ10တန်းဆိုင်တွေပေါ့နော်ဝယ်နေတဲ့လူကအများကြီးပဲပေါ့။ ဈေးတစ်ခုလုံးပတ်လို့ကုန်တယ်ဘာစားမှန်းမသိနောက်ဆုံးဝယ်ပြဲတာတော့ဒီဤတုံချောင်းလေးပေါ့ဒီဤတုံချောင်းလေးတွိုင်းမွယ်စားဖို့ကျွန်တော်ပြောခြင်းဘာဖြစ်လို့အရန်လည်းမတန်ဘူးပြီးတော့ပြီးတော့ဘာမှလည်းမဟုတ်ဘူးဗျဒီတုံခုလေးပါတာမှ10ဘတ်ဆိုမန်ကုန်းတက်ကြည့်1500ဘတ်ပေးရတာဗျခလေးလေးပါတာမှဆိုတော့တစ်ခုကောင်းတာကဒီမှာခလေးတွေစောင်းနေတာတတ်တတ်ထားပါသေးတယ်ပွဲစည်းလည်းပတ်ပြီးပြီးမောတာနဲ့လိန်မော်ကြီးလေးတွေ့လို့လိန်မော်ကြီးလည်းဝယ်တောက်ခဲ့ပါတယ်ကဲအခုကတော့အယုတ်တပြစ်ပါမယ်အယုတ်တပြစ်တဲ့ဌာန်ကိုသွားပါမယ်အယုတ်တပြစ်တဲ့ဌာန်မှာဘာတွေရှိလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင် ကဲအယုတ်ပြဖို့လိုက်ကြည့်ရင်လည်းဘာပြင်ကောင်းမဲဘာစွန့်ရင်ကောင်းမဲဘာစွန့်ရင်ကောင်းမဲလိုက်ပတ်ကြည့်ပါတော့နော်ဒါပြင်လည်းမကောင်းဘူးဒါပြင်မဲ့တော့လည်းတရားရည်လူရှိနေဆိုတော့ကျွန်တော်မပြစ်တော့ပြီးတော့နောက်တစ်ခုတစ်ခုကြီးကြီးကြည့်နေနောက်ဆုံးမှကျွန်တော်တနက်ပြစ်တာတွေ့တော့တနက်ပြစ်တာတွေ့တော့ကျွန်တော်တနက်လည်းပြစ်ချင်တာလည်းတနက်လေးပုံပြစ်ခဲ့ပါတော့ဒီကောင်လေးပေါ့ဦးတွေ့နေရတဲ့ဟာလေးကျွန်တော်ပြသူကကျေပုံစံလေးဗျာစာရွေးမှာကျေပုံစံလေးပြတဲ့အဲကော်ဒီတနက်လေးနဲ့ပြရတော့ဗောလို့ကော်ဒီတနက်ပြောနေလေးလေးနဲ့ပြလို့တော့ကောင်းတော့ ဟိုဘာပြင်အယုတ်ရလဲတော့ကျွန်တော်မသိပြစ်ခဲ့တယ်ဒါပေမဲ့သူလည်းဘာမှပြင်မလို့ကျွန်တော်ဒီတိုင်းထွက်ခဲ့လိုက် ပြီးတော့ဒီ strawberry ကြီးကျွန်တော်ပြန်ငန်းနီးပွဲစားတာဒီ strawberry လေးပေါ့နော်35ဘတ်တက်ဂျင်းမှာလုံးဝမစားပါနဲ့သူကခုလိုမျိုးတချမ်းလေးလိုပြတခြားကိန်းနဲ့လောက်တာတော့မဟုတ်ပါနဲ့အပေါ်အည်ပဲလောင်းချတာလုံးဝစားမကောင်း35ဘတ်ဈေးလေးကြီးရယ်ကဲပွဲလာတိုင်းအမြဲဆော့ပြတဲ့ဘင်ကိုလေးဝင်ဆော့ခဲ့တယ်ပေါ့နော်ဒီဘင်ကိုဆော့လို့ရှိရင်ဘင်ကိုတယောက်တည်းပေါ့သူကအယုတ်ကြီးလေးရတယ်ဗျာအဲနှစ်ယောက်သုံးယောက်ဆိုရင်သူကအယုတ်တသေးလေးသူပြရတာဟာတသေးလေးတွေပဲဗျာဟိုခေါင်းဦးတသေးလေးတို့ပါလို့အဲ့လိုမျိုးတွေပဲရပါတယ် ကျွန်တော်ဆိုအရင်တော့ဆော့ရင်တော့ကျွန်တော်တို့အယုတ်ကြီးရအခုဆော့ရတော့အယုတ်ကြီးတော့မရခဲ့အယုတ်သေးလေးပဲရခဲ့ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and follower လေးလုပ်ခဲ့ပေးကြပါအောင်နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်နော်